အကယ်တော့ယာတိလာတယ်ဆိုတော့အမျိုးသမီးတိုင်းဖြစ်တဲ့ကိစ္စလေးနော်အမျိုးသမီးတိုင်းဖြစ်ကြတယ်အမျိုးသမီးတိုင်းမှာကျမတို့ကမွေးကလေးကနေကျမတို့ရဲ့ development အရာပေါ့နော် development အရာရယောက်ျားလေးရှိရယ် main clinic ရှိရယ်ဒီလိုယောက်ျားလေး main clinic ရှိရဲ့ဟာမှာအမျိုးသမီးမှာလည်းအမျိုးသမီးတွေရယ်မျိုးပွားအင်္ဂါပါလို့မျိုးသားမှာလည်းမျိုးသားတွေရယ်မျိုးပွားအင်္ဂါပါတယ်ပေါ့ဒီလိုမျိုးကနေတစ်ဆင့်အဲ development ဖြစ်လာပြီးတော့မှအဲကျမတို့ကအရင်တစ်ခုရောက်လာတဲ့အခါမှာပေါ့နော်ဟိုပြူပြူပေါ်ဝင်ချိန်လို့ခေါ်တာပေါ့ပြူပေါ်ဝင်ချိန်ရောက်လာတဲ့အခါမှာကျမတို့ရဲ့ခန္ဓာကိုယ်က အဲတခြားသောခန္ဓာကိုယ်မှာမှာပေါ့ physically ပေါ့နော် physically mentally အကုန်လုံး develop ဖြစ်လာတဲ့အချိန်မှာဒီတအိမ်လေးရလဲကျမတို့ရဲ့တအိမ်လေးရလဲ develop ဖြစ်လာတယ်ပေါ့အဲ့ဒီ develop ဖြစ်လာတာ ਨੇ တောက်ချောင်းမှာဘာမှ develop ဖြစ်လာလဲဆိုတော့ဒီယာဒီလာခြင်းတစ်ခုအပါဝင်ပေါ့နော်ပြန်တကယ်တကယ်ပြုပေါ်ဝင်ချိန်မှာဖြစ်တဲ့ဟာပေါ့နော်ဖြစ်တဲ့ဟာတကယ်တော့အဲ့ဒါလေးကကျမတို့ကပုံမှန်ဆိုရင်တော့ဒီခန္ဓာကိုယ်ရဲ့ human development လို့ခေါ်တဲ့ ို development ဖြစ်တဲ့ဟာနဲ့ချိန်ပြီးပြောရတာပေါ့နော်အဲ့တော့ဒီမှာကတော့အဲ့ဒါကြီးမပါတဲ့ခါကျတော့ဒီတန်လေးစမှာပြောပြပေးပါမယ်ပေါ့နော်အဲ့တော့ဘာလို့ရေးကြီးလဲနော်တခုကကြတော့ကျွန်မဘာလို့ရေးကြီးလဲဆိုတဲ့ဟာလေးကိုပြောပြချင်တယ်အဓိကတော့နော်ယာတီလာတယ်ဆိုတာကယာတီ site ရဲ့အဓိကအဓိကကြားရင်ဟာပဲဒါအကုန်လုံးကြည့်ပြီးသားနော်ဟိုမြို့သမီးတိုင်းယာတီလာတယ်အဲဒီကြလားတစ်ခါပုံမှန်လာတယ်ကြာမလာလို့မရဘူးနော် ဟိုရူရူကွန်ဆက်နဲ့ပဲကြည်ဘာကြောင့်ရာသီလာတယ်ဆိုတဲ့ဟာကိုမစဉ်းစားနဲ့အောင်အဲကျွန်တော်တို့ရဲ့ဒီတဝန်းစင်မှာရှိနေတဲ့ဟာကိုပဲကြည်လိုက်အောင်နော်ဒီဒီဟာတွေရေးကြည့်ရယ်နောက်တစ်ခုကဘာလဲဆိုတော့အရေးကြီးတဲ့ဟာတစ်ခုက reproductive health နော် reproductive health လို့ခေါ်တဲ့အဲကျမတို့ရဲ့ဒီမျိုးပွားမှုဆိုင်ရာဆက်မကြီးပေါ့နော်မျိုးပွားမှုဆိုင်ရာဆက်မကြီးတော့လည်းအရင်ယူကြည့်ရယ်ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတွေကယာတီလာတယ်ပြီးရင်ကျမရှင်းပြပါမယ်အဲ့ဒီဟာလေးကိုကျေကျေလေးယာတီလာတယ် ယာဒီလာလဲမှာယာဒီလာတဲ့အမျိုးသမီးတွေကမှာမလုပ်နိုင်လို့ဆိုခလင်းဝင်နေနော်ဝေဖွားခြင်းလုံးဒါကြောင့်မလို့ဒီအတွက်တည်းရေးကြည့်ပါလေတဲ့နောက်တစ်ခါကျတော့ကိုယ့်ရဲ့ခုနပြောတဲ့ဟာပဲခုနဆက်ဆက် reproductive health နဲ့ဆက်ဆက်သွားတဲ့ပေါ့နော်ဘာလဲဆိုတော့ကိုယ်ဝင်ဆောင်တာပေါ့နော်ကိုယ်ဝင်ဆောင်ခြင်းကိုသွားပြီးတော့မှလုံးစော်ပေးရဲ့ အဲနောက်တစ်ခုကကြတော့ဗာလဲဆိုအမျိုးသမီးတွေကဟိုကျင်လေးလေးလာလာတယ်ညင်လေးလေးလာလာတယ်နော်ဟိုမျက်နှာလေးကထောမောလာတယ်နှုတ်ယိုလာတယ်ဒါတွေအကုန်လုံးဒီဗာလဲဆိုဟော်မုန်းကြောင့်ဖြစ်တာအဲ့ဒီဟော်မုန်းတွေဘယ်အထွက်လဲဆိုခုနပြောတဲ့ရာသီလာဖို့အတွက်ထွက်စေတဲ့ဟော်မုန်းတွေကနေပြီးတော့မှဒီလိုမျိုးခုနလိုထောမောလာပါတဲ့ကိစ္စတွေဖြစ်လာတာဟုတ်ပေါ့နော်အဲ့ဒါဟော်မုန်းနဲ့ဘယ်လန့်ကြောင့်ဖြစ်တာနော်အဲ့ဒါနောက်တစ်ခုကဗာလဲဆိုတော့အဲ့ဒီဟော်မုန်းကဘာဟော်မုန်းလဲဆိုတော့ estrogen နဲ့ progesterone ကိုခေါ်တယ်ရာသီလာရင်ထွက်တဲ့ဟော်မုန်းပေါ့နော် ဒါလီလာရင်ထွက်တဲ့ဟော်မုန်းတွေကိုသူက regulate လုပ်ပြီးရရဒီ site ရ menstruation ဆိုရင်ရဒီ site ရလीเนาะနောက်တစ်ခုကကြတော့အဲ့ဒီလိုဟော်မုန်းတွေကိုလည်း balance ဖြစ်အောင်လုပ်ပေးတာဒီရဒီကနေပြီးတော့ပဲစပါတယ်တဲ့ဒါကြောင့်မလို့ဒါလေးတွေကအရေးကြီးရဲ့ပေါ့နော်ဒါလေးကတော့ကျမတို့ဟိုအမျိုးသမီးတွေရဲ့မျိုးပွားအင်္ဂါလေးပေါ့နော်မျိုးပွားအင်္ဂါလေးတချို့တွေလည်းမြင်ဘူးလေတချို့တွေလည်းမမြင်ဘူးပေါ့မမြင်ဘူးတဲ့ခါကျကျမဒါလေးထည့်ထားတာပါဘာလို့လဲဆိုတော့ဒီဟာလေးကို ပြပြီးတော့ရှင်းပြလိုက်ခြင်းအဖြစ်ယာဒီပါလို့လာလေခုနညီမလေးပြောတဲ့နေတဲ့ဘေးကုန်းပေါ့နော်ဘေးကုန်းရဲ့အဖြေကိုရောက်သွားမှာပေါ့နော်အဲ့တော့ယာဒီပါလို့လာလဲဆိုတာလေးကိုကြည့်သွားကြမှာပါအဲ့တော့ဒီမှာကျမတို့ကဒါတက်အိမ်ပေါ့နော်ဒီကောင်လုံးကြီးဒီဒါကျမတို့ရဲ့တက်အိမ်နော်တက်အိမ်ဒီမှာဒီဒီမှာစာလေးနဲ့ရေးပြထားမိမကိုရှိရဲ့ပေါ့အဲ့ဒီမိမကိုဒီကျမတို့လူအမျိုးသမီးတိုင်းအမြင်လုံးနဲ့မြင်ရတယ်ဒီမိမကိုကလေနော်မိမကိုပြီးရင်မွေးလမ်းကြောင်းရှိတယ်ပြီးရင်ဒီမှာတက်အိမ်ရဲ့ခန္ဓာကိုယ်ကြီးရှိတယ်ပြီးရင်ဒီမှာတာအူး ပြုံရှိဒီအကြောင်းကြီးอ่ะပြီးရင်ဒီဟာလေးကတာဥပြုံလက်တံလေးပေါ့เนาะပြီးရင်ဒါတာဥအိမ်ပေါ့เนาะအဲ့တော့ဒီမှာကြည့်လိုက်ရင်သူကတစ်ခုချင်းစီမှာသူ့ရဲ့ function ရှိသူ့ရဲ့လုပ်ငန်းစာရင်းရှိဥပမာမိမကိုပါလုပ်လို့လဲမိမကိုသူ့ရဲ့လှုပ်လှုပ်တာပဲလीเนาะအဲဒီဟော်မုန်းထွက်ဖို့လှုံ့ဆော်ပေးတာเนาะမြူသားနဲ့တူနေတဲ့အခါမှာဟော်မုန်းထွက်ဖို့လှုပ်ပေးတာเนาะစီးသွားတာဒါတွေအကုန်လုံးဒီဒီမိမကိုကနေလှုပ်လှုပ်တယ်ပြီးရင်မွေးလမ်းစာမွေးလမ်းစာမှလှုပ်လှုပ်လဲမြူသားနဲ့တူနေရင်မွေးလမ်းစာမှတူနေတယ်ခလေးမွေးရင်ဒီကနေမွေးတယ် ဒါဒီသေးစိတ်ရင်ဒီကနေစင်ကိုသူ့လို့သူလောက်ကြတယ်နော်အဲ့ဒီမှာသူ့လို့သူလောက်ကြတယ်ဒီမှာနော်ကျမတို့ကခုနကကျမပြောတဲ့ဟာပေါ့နော်ခန္ဓာကိုယ်ကြီးကအဲကြီးထွားလာပြီနော်အရွယ်တစ်ခုရောက်လာပြီခလေးပစ္စည်းလေးရနေပြီကျမတို့အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာနော်အပြင်ဘက်အပြင်ဘက်ခန္ဓာကိုယ်လူကောင်လည်းကြီးလာတယ်အတန်လည်းအော်လာတယ်ရင်သားတွေလည်းကြီးလာတယ်အဲ့ဒါတွေပြီးတဲ့နောက်မှာဒါအပြင်ဘက်ကကျမတို့မြင်ရတဲ့ဟာတွေကြီးလာတာပေါ့အဲ့တော့အကျွေးကမှရှိတယ်ခုနပြောတယ်နော်ဟိုဒီမျိုးပွားအင်္ဂါတွေကလည်းဖြစ်လို့လာတယ် ဖွင့်ပြလာတဲ့တခြားအဲ့ဒီထဲမှာဘာပါလာလဲဆိုတော့ဒီတားဝင်လေးဖွင့်ပြလာတာပါလာတယ်နော်ဒီတားဝင်လေးဖွင့်ပြလာတာပါလာတယ်အဲ့ဒီတားဝင်လေးရဲ့မှာဘာလေးတွေရှိလဲဆိုတော့တားဝင်လေးတွေရှိအဲ့တားဝင်လေးတွေကကျမတို့မွေးကလေးရပါမွေးကလေးကဘယ်သူကထည့်ပေးလိုက်ရုတ်ထည့်ပေးလိုက်မှန်းတော့မသိဘူးပေါ့နော်မွေးကလေးကပါလာခဲ့တာပေါ့အဲ့တော့အဲ့ဒီတားဝင်မှာတားဝင်လေးကအများကြီးပါတယ်နည်းနည်းလေးပေါ့အများကြီးပါလာတာမွေးကလေးကပါလာတဲ့တားဝင်လေးတွေကလည်းအွယ်ရောက်လာတဲ့အခါမှာဘာဖြစ်လဲဆိုတော့သူဒီလည်း ဒါဘလောက်ဖြစ်လာကြီးထွားလာအဲ့တော့ကြီးထွားလာတဲ့ခါကျတော့တောင်းရအများကြီးပါတယ်နော်တောင်းရအများကြီးပါတယ်ကြီးထွားတယ်တပြိုင်တည်းထဲကြီးထွားတယ်ကျွန်တော်တို့ဒုက္ခရောက်ကုန်မှာပေါ့နော်အဲ့တော့အဲ့တပြိုင်တည်းထဲကြီးထွားတာမဟုတ်ဘူးကြီးထွားတာဒီသူကသူ့ရဲ့ mechanism နဲ့တူလာသူ့ရဲ့ပုံစံနဲ့တူလာတယ်ဘယ်လိုလဲဆိုတော့တလောက်မှတစ်ချိန်လဲတွေ့ရတလောက်မှတစ်ချိန်လဲတွေ့မယ်အိုက်တောက်လေးတောက်အများကြီးတဲမှာတောက်လေးတစ်လုံးဒီတလောက်အောင်တစ်ချိန်ထွက်အဲ့တော့ဘယ်သူရင်ထွက်မလဲဆိုတော့ပူကြီးရဲ့ကောင်ပုံရင်ထွက်ပေါ့ နော်ဒီလိုသဘောပေါ့ OG ရဲ့ကောင်ပုံရင်ဖတ်ပေါ့အဲ့တော့ကျွန်တော်ကခန္ဓာကိုယ်ကဘလို့တုံ့ပြန်လဲဆိုတော့ခုနပြောတယ်ဆရာမပြောတယ်ဟော်မုန်းတွေပေါ့အဲ့ဒီဟော်မုန်းတွေချွတ်လာတယ်နော်ခန္ဓာကိုယ်ကဟော်မုန်းတွေချွတ်လာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်ကအုံနောက်သွားပြီးတော့မှတတိပေးလိုက်တယ်ဟာမင်းဒီမှာအဲ့တောက်အင်ကိုပြောလိုက်အောင်နော်တောက်အင်ကိုပြောလိုက်အောင်တောက်တလုံးဖတ်ရတော့မင်းမဖတ်လို့မရတော့ဘူးတောက်ဖတ်လာဖတ်ရတော့မဆက်အဲ့မှာချွတ်လာတယ်တောက်တလုံးနော်အုံနောက်ကနေသွားပြီးတော့တောက်အင်ကိုသွားပြီးကျုပ်လိုက်တယ်ပေါ့နော်ဒါဒါကတော့ကျွန်မနားလည်လို့ရအောင်ပြောပြတာပေါ့နော်ကျုပ်လိုက်တယ် အဲမင်းထားရတော့မယ်တလုံးဖတ်တော့နော်မင်းဒီမှာအိတ်မနေနဲ့တော့တလုံးဖတ်တော့ဆိုရင်အချိန်မှာကျမတို့ကတောက်လေးတလုံးကချက်လာအဲတောက်လေးတလုံးချက်လာရင်ဆိုကြရင်ဘာဖြစ်လဲဆိုတော့ဒီမှာတောက်ဝင်လက်တန်ကြီးကဖမ်းတောက်ချက်လာတဲ့ချိန်ကြရင်လေနော်တောက်ဝင်လက်တန်ကြီးကဖမ်းထားပြီးတော့မှအဲဒီမှာတခါတယ်သူ့ရဲ့တအိမ်နေရန်ကလေသူကဒါအော်တိုမက်တစ်ကယ်လေးဖြစ်တာအော်တိုမက်တစ်ကယ်လေးဖြစ်တာတအိမ်နေရန်ခြူလာတယ်ပေါ့နော်တအိမ်နေရန်ခြူလာတယ် ဒီမှာတောက်ဦးလေးရေးသွားတယ်အဲ့ဒီရေးသွားတဲ့တောက်ဦးလေးဒီ12နာရီကနေ24နာရီအတွင်းမှာတက်ရှင်ပါတက်ရက်ပေါ့နော်တက်ရက်အတွင်းမှာတက်ရက်အတက်ရှင်နေအဲ့ဒီတက်ရက်တက်ရက်အတွင်းမှာသာသူ့ရဲ့ဧည့်ပဲနော်သုတ်ပိုးနေရင်တွေ့ရင်ကိုဝင်ရနော်အဲ့ဒီတောက်ဦးသွေးရဲ့အတွင်းမှာကျမတို့ကတောက်ဦးသွေးရဲ့အတွင်းမှာမြေသားနဲ့တူနေလိုက်တယ်မြေသားသုတ်ပိုးကတက်လာတယ်တောက်ဦးလေးကတက်ရှင်တော့မရှိသေးတယ်သုတ်ပိုးတစ်ကောင်လေးဝင်သွားရင်ကျမတို့ကဖြစ်သွားမယ်ကိုဝင်ရပါမယ်ကိုဝင်ရသွားရင်ဒီမှာ မတားလောင်းလေးဖြစ်သွားတဲ့ဟာလေးကိုလက်တန်လေးကဒီဒီပြုံလေးကယူသွားပြီးတော့တိမ်လေးထည့်ပေးလိုက်တယ်ခုနထူလာတဲ့တိမ်ငယ်ငယ်ကအကာရံဖြစ်ပြီးကိုဝင်ဆောင်နေပေါ့နော်ဒါကကိုဝင်ဆောင်နေ project ပေါ့အဲ့ကိုဝင်ဆောင်နေဟာမဟုတ်တဲ့ခုနပြောတဲ့ဟာဆိုရင်ဘာဖြစ်လဲဆိုတော့ခုနတားဦးလေးက7နှစ်ရည်နေ24နှစ်ရည်နဲ့တက်ရှင်တယ်သူရဲ့ဧည့်တဲ့တုပ်ဘိုးကလည်းမလာဘူးမလာဘူးဆိုလို့ရှိရင်သူကတည်သွားတယ်ပေါ့ဒါကျမတို့ဒါရိုးရိုးနားလည်အောင်ပြောရရင်တည်သွားတယ်ပေါ့နော်ဟိုစကားနဲ့ပြောရရင်ကျွေကြပျက်စီးတယ်ပေါ့ကျွေကြပျက်စီးသွားတယ် ဲ့မှာဒီတိုင်းလျန်ချူထားတာလဲအချိန်တန်လို့28ရက်ပြည့်လို့မှာသူ့စီကိုနော်သူကကွယ်ဆောက်ရှောက်ပေးရမယ်ဒါလောင်လေးမရောက်လာဘူးဆိုရင်ကြွားကြနော်အဲ့တော့အဲ့ဒီအချိန်မှာကြွားကြရင်ဘယ်သူပါလိုက်ပြီးတော့ကြွေကြလဲဆိုတော့ခုနတည်သွားတယ်ဒါစားဥလေးပါကြွေကြတယ်အဲ့ဒီခါကျတော့ကျွန်တော်ကဘာဖြစ်သွားလဲဆိုတော့ဓာတ်ပြည့်ဖြစ်နေအကျိုးရှင်းသွားတယ်ပေါ့